မြန်မာနိုင်ငံအသွင်းရှိပြည်သူတွေအနေနဲ့အကြောင်းအမျိုးမျိုးဆင့်မှုမထမ်းဆောင်လိုပါကဆင့်မှုထံဥပဒေကင်းလွန်ခွင့်အခွန်တော်ဥပဒေကြမ်းရေးဆွဲပြီးတပ်ဆိုင်ရာကိုတင်ပြထားရလို့နိုင်ငံရေးလေလာတုံးသက်သူဒေါက်တာအောင်မျိုးကစင်နယ်သတင်းဌာနကိုပြောပါရယ်နိုင်ငံတော်ကဝိုင်းနဲ့လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ဖို့ရည်ရွယ်ပြီးပြည်သူ့ဆင့်မှုထံဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ10ရက်မှာစတင်အာဏာတည်စေခဲ့ပြီးလက်ရှိအချိန်မှာပြည်သူ့ဆင့်မှုထံတင်နန်းအပတ်စဉ်7ခုထိရှိပြီးဖြစ်ပါရယ် ြည်သူစစ်မှုထမ်းဆောင်ခြင်းမှာကင်းလွတ်ခွင့်အခွန်တော်ဆိုတဲ့ဥပဒေကြမ်းတစ်ခုရေးဆွဲထားပြီးဖြစ်ကြောင်းအဲ့ဒီဥပဒေကြမ်းကိုနိုင်ငံတော်မှအတည်ပြုခဲ့မယ်ဆိုရင်လက်ရှိဖြစ်ပေါ်နေတဲ့ကိစ္စရပ်တွေကိုအဖက်ဆယ်နာလိုက်မယ်လို့နိုင်ငံရေးလှိလသုံးသက်သူဒေါက်တာအောင်မျိုးကစင်နယ်တင်းဌာနကိုပြောပါတယ်ကျွန်တော် idea တက်တပါကျွန်တော်ကတော့ military service exemption tax ကိုခေါ်တဲ့အဲစစ်မှုထမ်းဆောင်ခြင်းမှာပြည်သူစစ်မှုထမ်းဆောင်ခြင်းမှာကင်းလွတ်ခွင့်အခွန်တော်ဆိုပြီးတော့အဲဥပဒေကြမ်းတစ်ခုကိုကျွန်တော်က ရေးထားပါလေရေးထားပြီးတော့ကျွန်တော်စင်မတာအဖွဲ့ကကျွန်တော်တို့ဒီဘုံကြီးခင်မောင်ဆင့်ပေါ့နော်အလုပ်တင်ကိုကသူကတစ်ဆင့်ကျွန်တော်ကစင်မတာဌာနချုပ်ကိုတင်ပြပြီးတော့နိုင်ငံတော်ဆက်ပြီးတင်ပြပြီးလားဆိုပြီးတော့ကျွန်တော်ကအခုညတောင်းနေပါပဲဒါပေမဲ့အခုတည်းကြီးတော့ဒါကထွက်မလာသေးပါဘူးကျွန်တော်အဲ့ဥပဒေချမ်းကို complete ပါကျွန်တော်ရေးထားတာပေါ့နော်အတီးပြုတ်ရမယ်ဆိုရင်တော့ ဒီကကဒီအခုဟောတော့နော်အကြောင်းမျိုးကြောင့်စစ်မှုမထမ်းဆောင်လူတဲ့လူတွေကအခွန်ပြီးဆောင်တယ်ကျလခွင့်ရမယ်ဆိုရင်တော့ဒီနိုင်ငံတော်တဲမှုအဲ့အပြင်ထွက်သွားတဲ့လူငယ်တွေဒါပြီးတော့ဒီကျိုးကျင်ပေါ့နော် resource resource passing တွေပေါ့နော်သူညာလူသားတွေပညာရှင်တွေပြောင်းဝင်လာတဲ့အခါမှာတန်းပစ္စည်းပိုင်းရပြောင်းမြင့်လာမယ်လူကြီးတွေ ပြန်ကျက်လာမယ်ဆိုတော့အစကရာပေါ့နော် GDP ပါညာအကုန်ပါသွားမှာပေါ့နော်အဲအဲ့ဒီအချက်ကတော့ကျွန်တော်တို့လိုပါတယ်အဲ့တော့အဲ့ဒါကတော့ကျွန်တော်တို့အဓိကနိုင်ငံရေးထွက်ပေါက်နဲ့ကျွန်တော်တို့ဟိုပေါ့နော်ခုနဒီအဲ့ဥတွေထုတ်ပြန်လိုက်ပြီးတော့ကျွန်တော်တို့ထိတင်းရတယ်သဘောပါပဲလက်ရှိမြန်မာနိုင်ငံမှာစစ်မှုထမ်းဥပဒေကြောင့်မြန်မာနိုင်ငံအသွင်းရှိလူငယ်လူရွယ်တွေပြည်ပနိုင်ငံတွေကိုထွက်ခွာသွားကြတယ်လို့စစ်မှုထမ်းဆောင်မှုခေါ်ဆောင်ခံရတာတွေကြောင့် အလုပ်လုပ်နေတဲ့လူငယ်လူရွယ်ဥယျာဉ်မှာရောကြလာနေတယ်လို့စေရင်နဲ့နိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါတယ်အဲ့ဒီနောက်လူဦးရေရောကြလာတဲ့အတူအလုပ်သမားရှာပါခြင်းကောင်ထုတ်လုပ်ငန်းတွေနှေးကွေးလာခြင်းလူဦးရေရောကြခြင်းဘေးရန်နေရာတွေကြုံတွေ့လာရခြင်းစတဲ့အခြေအနေတွေကိုလည်းရင်ဆိုင်လာနေရတယ်လို့စေရင်နဲ့နိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါတယ်လက်ရှိမြန်မာနိုင်ငံမှာမြန်မာတပ်မတော်နဲ့လက်နက်ကန်အင်အားစုတွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေကြကြောင်းနှစ်ဖက်စလုံးကစစ်မှုထမ်းဖို့အတွက်လူငယ်လူရွယ်တွေကိုခေါ်ဆောင်တာဖမ်းဆီးတာတွေအချိန်မီလှုံ့ဆော်နေကြပါတယ် အဲဒါကြောင့်လက်နက်ကင်ထားကြတဲ့အဖွဲ့အစည်းတွေရဲ့စစ်မှုထမ်းခေါ်ဆောင်တာတွေရပ်တန့်နိုင်ရဲ့အတွက်နိုင်ငံရေးပါတီနဲ့နိုင်ငံရေးအကြက်ခတ်တွေကနီလန်ပေါင်းစုံနဲ့ဂျိုးပန်းလျက်ရှိနေပါတယ်